channel ကရုပ်သံလိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်နေတဲ့ပွဲအခမ်းအနားမြင်ကွင်းပုံရိပ်တွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့အစီအစဉ်ကနေပြီးတော့ဒီနေ့မှာဆိုရင်လည်းငွေပေါ်အမှတ်တရတွေများစွာရှိခဲ့တဲ့ဒရိဆန်ဥယျာဉ်ရန်ကုန်ရဲ့138နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ရဲ့မြင်ကွင်းပုံရိပ်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့လာရောက်လည်ပတ်ကြတဲ့မိဘပြည်သူများအတွက်အမှတ်တရပစ္စည်းဆိုင်တွေပြီးတော့စေးဆိုင်တွေခလီတွေအတွက်အယုတ်ပစ္စည်းဆိုင်တွေကိုပါထားရှိပေးထားတာပဲဖြစ်ပါတယ်ဒါအပြင်ထူးထူးခြားခြားအနေနဲ့ဖျော်ဖြေရေးအစီအစဉ်တွေကိုပါထည့်သွင်းပြီးတော့မှတင်ဆက်ပေးထားတယ်လို့သိရပါတယ် ယ်။ဒါကြောင့်ငွေပေါ်အမှတ်တရတွေအများစွာရှိခဲ့တဲ့ဒိဋ္ဌန်ဥယျင်ရန်ကုန်ရဲ့138နှစ်ပြည့်မြင်ကွင်းပုံရိပ်တွေကိုကျွန်တော်တို့လိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။တရိษံဥယျင်ရန်ကုန်ရဲ့138နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကိုဇန်နဝါရီလ25ရက်နေ့မှဇန်နဝါရီလ28ရက်နေ့အထိ၄ရက်တာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပွဲတော်ရဲ့အတွင် အစားအသောက်ဆိုင်များစေဝါကုမ္ပဏီများ အမတ်တရလက်ဆောင်ပစ္စည်းအယောင်းဆိုင်များ ကလေးကစားစရာအယုတ်ဆိုင်များပါဝင်ခဲ့ပြီးလာရောက်လေပတ်သူများနှင့်လည်းစီကားတိုက်မြိုက်စွာကျင်းပခဲ့ပါသည်ဗီတိုရီယာဘုရင်မပန်းချန်တဲ့ဥယင်ဗီတိုရီယာမမ်မိုရီယယ်ပတ်မှဒီ တရိษံဥယင်ရန်ကုန်138နှစ်သို့တိုင်ခဲ့ပြီးအရှိတောင်အာရှမှာတက်တန်းအရင်ဆုံးသောတရိษံဥယင်တစ်ခုလည်းဖြစ်ပါတယ်။လာရောက်လေပတ်သူများနဲ့စီကားခဲ့တဲ့တရိษံဥယင်ရဲ့138နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်အခမ်းအနားအားတရိษံဥယင်ရန်ကုန်ရဲ့အုပ်ချုပ်ရေးမှူးမှအဖွင့်အမှားစကားပြောကြားပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။ဒါကြောင့်တရိษံဥယင်ရန်ကုန်ရဲ့အုပ်ချုပ်ရေးမှူးကိုလည်းအခုလိုပဲတည်လို့သမျှအကြောင်းအရာတွေနဲ့ပတ်သက်ပြီးမေးမြန်းပြစ်ခဲ့ပါတယ်။ ဟုတ်ကဲ့စီစဉ်ဖြစ်ပုံကတော့ကျွန်တော်တို့ဒါတော့ရန်ကုန်ဒိတ်ဆန်ဦးရဲ့ဒါအထိမ့်မဲ့နေ့ဖြစ်ပါတယ်ဒါနှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်လို့နှစ်ပတ်လည်နေ့ကျင်းပြခြင်းရဲ့အကြောင်းရင်းကတော့ကျွန်တော်ကတော့ဒီအတူအကျုံးလေးပေါ့နော်ရန်ကုန်ဒိတ်ဆန်ဦးရဲ့တမိုင်းကျောင်းလေးကိုဒါပြောချင်ပါတယ်ဟာရန်ကုန်ဒိတ်ဆန်ဦးရင်လို့ကျွန်တော်တို့ကဒါ အဖြစ်ပေါ်လာတဲ့အကြောင်းရင်းကတော့ဒီမပေါ်ပေါက်ခင်မှာပေါ့နော်ကျွန်တော်တို့ဒီရန်ကုန်ပြည်သူ့အစည်းအုံကြီးအဖေရာပြတိုင်းမှာကျွန်တော်တို့ကဒီတော်ရန်တလိမ့်ဆန်ကျင်းကတ်တွေကိုစုဆောင်ပြီးတော့မှရခိုင်ကကျွန်တော်တောင်းရင်နေနဲ့ပြသခဲ့ပါတယ်အဲ့လိုပြသတဲ့နေသားနေပြီးတော့မှကျွန်တော်1900တခုနဲ့မှာပေါ့လက်ရှိနေရာမှာမြေလို့မြေရိုင်းအေက60တေအေကတော့ကျွန်တော်ကဟိုခေါ်ထုတ်ပြီးတော့မှ ပြည်သူလူထုရဲ့ပေါ့နော်ကုကြီးလူတန်းငွေရူပီ3300နဲ့ကျွန်တော်တို့ကစပြီးတော့မှအကောင့်ထဲပေါ်ဆောင်ရွက်ပြီးတော့အဲ1906ခုနှစ်မှာတော့ဇန်နဝါရီလ25ရက်နေ့မှာဒီနေရာမှာပေါ့ဒါဟိုဗီတိုရီယာပြင်မှာအထိမ့်ပတ်ပန်းချန်နေနဲ့ကျွန်တော်တို့ဝေလာမင်းသားနဲ့ကျင်အားတော်တို့ဟာလာရောက်ပြီးတော့မှဒါဖွင့်လှစ်ပေးခဲ့ပါတယ်အဲ့လိုဖွင့်လှစ်ကျင်းပပေးခဲ့တာနေကျွန်တော်တို့ဒီ2006ခုနှစ်အဲဇန်နဝါရီလ25ရက်နေ့မှာတော့ကျွန်တော်တို့ကရန်ကုန်တိစ္ဆာဟုတ်ရဲ့နှစ်တရာပြည့်ပေါ့တရာပြည့်မြောက်တဲ့ပွဲကို ဟိုဘာစီကားတိုင်းမြိုက်ဆိုတာကျင်းပနိုင်ခဲ့ပြီးတော့ဒါနှစ်စင်လဲကျွန်တော်တို့ဒီအထိမ့်မဲ့နှစ်ပတ်လည်နေ့လေးကျင်းပပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအထိမ့်မဲ့လေးနဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကပွင့်လှစ်ပြီးတော့မှနှစ်စင်ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်။ကျွန်တော်တို့စပြီးတော့မှတည်ခဲ့တဲ့အချိန်ကစပြီးတော့လက်ရှိအချိန်ထိတော့ကျွန်တော်တို့ကဒီမြေလို့မြေယာအဲမြေယာရှုခင်းလေးတွေနောက်အဆောက်အဦတွေ ။ဟောကျွန်တော်တို့ဒီကန်နေပေါ့နော်ပြသနေကန်နေဒီဟာလေးတို့တော့ကျွန်တော်တို့ကအစင်မြင်ထွေးပြင်းမွမ်းမံပြုပြင်နေမှာအပြောင်းလဲပြီးတော့မှကျွန်တော်တို့ကဖွင့်လှစ်ပေးကြတာလက်ရှိအချိန်အထိပေါ့ဗျ။အဓိကတော့ကျွန်တော်တို့ကရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကတော့အဓိကကျွန်တော်ပြောသလိုရည်ရွယ်ချက်ကတော့ကျွန်တော်မိဘပြည်သူများလာရောက်စိတ်ပန်းပြေလည်ပတ်ဖို့အဲဘူးတုဒရရှိစေဖို့နောက်တို့ចောင်းသားចောင်းသူပေါ့နော်ចောင်းသားចောင်းသူយុខបេរៈតតៈបេរៈសានយាကျွန်တော်တို့ကအဲပညာရည်တွေနဲ့សាပြီးတော့မှဘူးတုဒရရှိစေဖို့ နောက်တစ်ခါကျွန်တော်တို့ဒီမှာဝေးယူထားတဲ့တိုင်းတိရစ္ဆာန်တွေကိုမျိုးဆက်ပြတ်သွားမှာဆိုလို့ကျွန်တော်တို့ကဒီဟိုပါပေါ့နော်အဲတားဖွားမျိုးဆက်ချပြီးပြတာပြီးတယ်အဲဒီစီဇန်နေနဲ့ကျွန်တော်တို့ကပြတာပြီးနေတာဖြစ်တဲ့အတွက်ဒီဟိုပြည်သူတွေနေတဲ့လည်းအဲလာရောက်လည်ပတ်ကြဖို့ဒီမှာလည်းအေဂျင့်သားသွားလည်ပတ်နိုင်ရေးကျွန်တော်တို့ကအဲပြုပြင်ပြီးတော့မှဆောင်ရွက်ပေးနေတဲ့အတွက်အဲအဓိကတော့လာရောက်လည်ပတ်ကြပါလို့ကျွန်တော်အနေနဲ့အဲဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာ ွဲတော်ရဲ့အတွင်မှာလာရောက်လဲပတ်ကြတဲ့မိဘပြည်သူများစိတ်အပန်းဖြေပျော်ရွှင်စေဖို့အတွက်ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် Magic Show Memory Music Band ဖျော်ဖြေမှုများ The Phoenix Wine Band ရဲ့ Music and Dance Performance များမုတ်စားပြိုင်ပွဲများအပြင်တရိတ်ဆန်လိမ္မာလေးများနှင့်အတူဓာတ်ပုံရိုက်ကူးခြင်းတွေကိုပါစီစဉ်ထားရှိပေးထားပါတယ်။ ကြောင့်ပွဲစီစဉ်တဲ့ MJE မှာတာဝန်ရှိသူတဦးကလည်းအခုလိုပဲပြောပြခဲ့ပါဗျာခုကဒီရန်ကုန်စုရဲ့138နှစ်ပြည့်ပွဲဆိုတော့ကျွန်တော်တို့ဒီ MJE နဲ့ပူးပေါင်းပြီးတော့ဗောနော် collaboration လေးလုပ်ပြီးတော့ဒီကြီးကျယ်ခန္ဓာရဲ့ပွဲလေးတစ်ခုဖြစ်အောင်လို့ကျွန်တော်စီစဉ်ပေးထားပါတယ်ဗျဟုတ်ကျွန်တော်တို့ဒီအစီအစဉ်တစ်ခုနဲ့တစ်ခုကြားမှာဗောနော်လက်ရမှုမရှိအောင်နောက်ပြည်သက်တွေအားလုံးလည်းဒီပြင်းပြင်းမျှပုံစံမျိုးမရှိအောင်ဗောနော်အဲ့လိုကျွန်တော်တို့အစီအစဉ်လေးတွေကိုတစ်ခုနဲ့တစ်ခုနဲ့ကြားမှာ ဟာရမျိုးမရှိဘဲနဲ့တေချာလေးစီစဉ်ပေးတာပါပဲဗျာအစီအစဉ်လေးအများကြီးနေနဲ့ဟုတ်အဲဟုတ်အခုဆိုရှင်ကျွန်တော် memory band ပေါ့နော်လူငယ်ကြီးကြားမှာလဲဟိုဖြစ်တယ် memory လူငယ်ကြားရဲ့နာမည်ကြီးရဲ့ memory band လေးရဲ့နောက်ကျွန်တော်တို့ဒီအကောက်အဖွဲ့ဆိုလို့ရှင်လဲနောက် idol ဒီ phoenix ဆိုတဲ့ညီလေးကြီးနဲ့လဲကျွန်တော်တို့ဒီ dancer အဖွဲ့ကြီးလဲပါဝင်ပြီးတော့ပြင်ပေးသွားမှာနောက်အစားတောက်ပြိုင်ပွဲပေါ့နော်တစ်ခုနဲ့တစ်ခုမတူညီရဲ့အစားတောက်ပြိုင်ပွဲလေး အဲနောက်ပြည်သက်တိစိတ်ဝင်စားလောက်မဲ့အဲနောက်လက်ဆောင်တွေသိစီလည်းပေးသွားမှာဆိုတော့လေအဲ့လိုမျိုးအစီအစဉ်လေးကျွန်တော်ထည့်သွင်းမိတာပါဗျာအဲဟုတ်ကဲ့အခုက138နှစ်ပြည့်ပွဲဆိုတော့ကျွန်တော်တို့ဒီတိရစ္ဆာန်ကြီးည138နှစ်တောင်ပြည့်သွားပြီပေါ့နော်အဲကျွန်တော်ငငယ်တွေကကျွန်တော်တို့ဆိုရှင်10နှစ်လောက်ထိမရောက်ဘဲနဲ့နေခဲ့ရတာနဲ့အခုဒီဘက်ပြန်ရောက်တယ်ဆိုတော့ကျွန်တော်တို့ငငယ်တွေကငယ်ပိုင်းငငယ်တွေကပုံစံဒီတိုင်းပြန်ရရဲ့နောက်အကောင့်တွေကလည်းရင်ထပ်ပို့ပြီးအောင်စုံလာသေးရပေါ့နော်အားကြောင့်မလို့ဒါပြီးတော့တီရှူပြီးတော့လေးလာပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာဟုတ် တရိဆက်ဥယျံရန်ကုန်ရဲ့138နှစ်ပြည့်ပွဲတော်မှာလာရောက်လဲပတ်ကြတဲ့မိဘပြည်သူများအတွက်စိတ်အပန်းဖြေအနားယူနိုင်ရန်ဖြောပြေးရေးအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့လူငယ်အမှုပညာရှင်များရဲ့စကားသံများကိုလည်းအခုလိုပဲကြားသိခွင့်ရခဲ့ပါတယ်ဖြောပြဖြစ်တာကတော့ညီမတို့ဒီ entertainment ကနေပြီးတော့มาခေါ်ပြီးတော့ဗောနော်ဥဆောင်ပြီးတော့ခေါ်ပြီးရဲ့အတွက်ညီမတို့လာပြီးတော့ဒီမှာဖြောပြဖြစ်တာဖြစ်ပါတယ်ရှင့်ဟုတ် ဟုတ်ကဲ့ဒီလိုမျိုးပေါ့နော်ငငယ်တုန်းကဒီတိရစ္ဆာန်ရုံမှာဆိုအမှတ်ရအများကြီးရှိခဲ့တယ်ပေါ့နော်အခုကိုအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာပြန်ပြီးတော့အနှစ်တွေအများကြီးကြာမှာဒီလိုပြန်ရောက်လာတဲ့အတွက်ငငယ်တော့ကခံစားမှုလည်းပြန်ရတယ်ပေါ့နော်ပြီးတော့ဒီမှာရှိရဲ့ရောက်လာတဲ့သူတွေအကုန်လုံးလည်းပေါ့နော်ဒီလိုမျိုးဒီအခု138နှစ်ပြည့်မှာပေါ့ဒီနေ့မနက်ဖြန်နှစ်ရက်ရှိရဲ့ပေါ့နော်နှစ်ရက်လုံးမှာလာလည်ပေးဖို့ပေါ့နော်ညီမတို့နေတို့ enjoy လုပ်ဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ရှင့်ဟုတ်အဟောကျွန်တော်ဒီပွဲကဒါရန်ကုန်138နှစ်ပြည့်ပေါ့နော်ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တရားတသက်ရှင်းနေပြပွဲလေးဖြစ်ပါတယ်ဒီပွဲကိုစီစဉ်တဲ့အမကြီးကနေပြီးတော့ဒါကျွန်တော်တို့ဖန်လို့လည်းပြောပါတယ်ကျွန်တော်တို့သဘောကျလို့ဒီပွဲမှာပါဝင်ပြီးဖြောပြပေးဖို့အတွက်သူ့ဘက်ကနေပြီးတော့ကန်လန်းလာခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီပွဲမှာဝင်ရောက်ပြီးတော့ဖြောပြစီစဉ်နေခဲ့တာပေါ့နော်အဲ့တော့ကွက်တီဖြစ်သွားတာပေါ့ အာကျွန်တော်တို့ဒီဒီ2024ဆက်ပြီးတော့တချင်းလေးတွေကိုကိုပိုင်တချင်းလေးတွေအများကြီးထွက်ရှိသွားဖို့စ조사ပြီးပြင်ဆင်နေပါတယ်အာအများကြီးလဲကျွန်တော်တို့တစ်တစ် creation တွေလုပ်သွားပါမယ်ကိုပိုင်တချင်းလေးတွေလည်းအများကြီးထုတ်သွားဖို့ကျွန်တော်တို့조사နေပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပရိသတ်တွေအနေနဲ့အာထွက်ရှိလာတဲ့အပေါ်တိုင်းတခြားတဲ့နေ့ဟောင်းပြောကျွန်တော်တို့ဆက်ပြီးအားပေးကြပါအောင်ပြောချင်ပါတယ်ခင်ဗျာ ရိစရာဦးရင်ရန်ကုန်ဟာကလေးတိုင်းရဲ့ပျော်ရွှင်စရာကဘာတစ်ခုဖြစ်ခဲ့တယ်လို့မိသားစုစုံညီစွာနဲ့လဲပတ်ကြတဲ့နေရာဒါအပြင်ငယ်ဘဝအငွေအသက်တွေလွှမ်းခြုံထားတဲ့နေရာဘယ်နှကြိမ်ရောက်ရောက်အမတ်ရစရာအခိုက်အတန့်တွေကိုမြင်ရောက်မိစေတဲ့နေရာဆိုတာတော့မလွဲဧကန်အမှန်ပဲဖြစ်မှာပါဒါကြောင့်လာရောက်လဲပတ်ကြတဲ့မိဘပြည်သူများရဲ့အမတ်တရားစကားသံများကိုလည်းအခုလိုပဲရိုက်ကူးခဲ့ပါတယ် အရင်ကတော့ဒီဒရိတ်တော်ဦးကြီးကိုရောက်ဘူးတယ်ပေါ့နော်အရင်အခုဆိုရင်တော့ဒါတမီးလေးနဲ့ပထမဆုံးရောက်လာတဲ့အချိန်ပေါ့ပြန်ရောက်လာတော့လည်းအရင်ကခံစားတတ်နေပြန်ရတာပေါ့ဟုတ်ပြန်ရတဲ့ဖူးရင်နဲ့ရောက်လာခဲ့တာပါအရင်ပြောတာပေါ့ ရိတ်ဆက်ဥယျာဉ်ရန်ကုန်ဟာယနေ့ထက်တိုင်းတိုင်းပြည်ရဲ့ဂုံချက်တည်နဲ့အများပြည်သူများစိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာအနားယူအပန်းဖြေနိုင်စေရန်။ကျောင်းသားကျောင်းသူများ၏ပညာဗဟုသုတရှာမိရာတော်ရိုင်ဒရိတ်ဆက်ထိန်းသိမ်းရေးနဲ့မျိုးဆက်ပြတ်သုံးတော့မဲ့တော်ရိုင်ဒရိတ်ဆက်များ၏နောက်ဆုံးခံတဲ့အနေဖြင့်တမိုင်းပေတာဝန်များကိုနှစ်ပေါင်း၁၁၈နှစ်မှသည်နောက်နှစ်ပေါင်းများစွာဆက်လက်ကျေပွန်စွာထမ်းဆောင်တော်နိုင်ပါစေလို့ဆန္ဒပြုရင်းဒီနေ့ရဲ့အစီအစဉ်ကိုတင်ဆက်ပေးလိုက်ရပါတယ်။ ်ဒီနေ့အစီအစဉ်ကနေပြီးတော့ကြည့်ရှုနေကြတဲ့ပရိသတ်များအတွက်ရေဘောအမှတ်တရတွေများစွာရှိခဲ့တဲ့တရိတ်ဆန်ဥယင်ရန်ကုန်ရဲ့138နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ရဲ့မြင်ကွင်းပေါ်ရေးတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီနေ့အစီအစဉ်ကိုကြည့်ရှုပြီးတော့မှပရိသတ်များအားလုံးလည်းရေဘောအမှတ်တရတွေကိုပြန်လည်ခန်းဆားမိမယ်လို့ပြောလဲမိပါတယ်ဒီနေ့အစီအစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ